အသက်၈၈နှစ်ပဲရှိသေးပေမဲ့အင်္ဂလန်လူရွေးစင်အသင်းကြီးကဆင့်ခေါ်တာကိုခံခဲ့ရတဲ့ Louis Kelly အတွက်ဂုဏ်ပြုဗီဒီယိုတစ်ပုဒ်ကျွန်တော်အာဆင်နယ်တင်းရဲ့လူငယ်ကစားသမားလေး Louis Kelly ကတော့အင်္ဂလန်လေရွေးစင်အသင်းကြီးနဲ့တွားရောက်ပူးပေါင်းပါပြီ။ဟိုမှာဖက်လဲတကင်းနဲ့ကြိုးဆိုကြပါလေ။၁၈နှစ်သားအတွက်ဆိုရင်တော့တကယ်ကိုမှ ခန်းခန်းနာနာအခိုက်အတန့်တစ်ခုပါပဲပုံမှန်ရွေးခန်းရတဲ့လူတယောက်တော့တိတ်မထူးကြရင်ပဲပထမဆုံးအချိန်ဖြစ်တယ်အသက်ရမ်းငယ်ပြီးတော့တစ်ချိန်လုံးကနိုင်ငံလက်ရွေးစဉ်ဖြစ်ချင်ခဲ့တဲ့လူငယ်လေးတယောက်တည်းဆိုတကယ်အိမ်မက်တွေပြေဝါဝါတာပဲဒီခိုက်တက်ကိုမြင်တဲ့အခါမှာကျွန်တော်ကသူတို့အတွက်ပြောမိတယ်အဲ့ညမှာတချို့ကပြောတာဗောလေနိုင်ငံလက်ရွေးစဉ်အသင်းမှာရွေးခန်းရတယ်လေမင်းတို့နီးပြအောင်ဆဲတယ်အရွေးအရေးမခမ်းတဲ့အခါကြောက်လေအားမလို့အားမရဖြစ်တယ်ပေါ့ဒါပေမဲ့အဲ့ဒီမှာနှစ်ခုခွဲပြီးပြောချင်တာကလူငယ်တွေကိုရွေးခန့်တဲ့အခါမှာကျွန်တော်တို့က ဂုံယူတယ်လူငယ်ဆိုတဲ့အခါမှာအသက်20အောက်ကစားသမားတွေပေါ့လေပြီးတော့အိုဒီကတ်တို့ဒီမာတီနယ်ကြီးတို့ကစားသမားမျိုးတွေကြတော့ကြက်ခိုင်မှုပြေးဝိုင်းခေါ်သုံးမသုံးနဲ့မဟုတ်သုံးတိုင်းမဲ့သုံးပြီးပြီဆိုတာဝန်ယူမှုတာဝန်ခံမှုအပြည့်အဝနဲ့နည်းနည်းလေး confirm မဖြစ်ဘူးဒဏ်ရရနေတယ်လို့ထင်လိန်ဝင်းစင်အသင်းကနေပြီးတော့ကလပ်သင်းစီကိုလိန်လက်မဖြစ်ပြီးပြန်လွှတ်လိုက်ကျွန်တော်ပြောချင်တာအဲ့ဒါအခုကဘာဖြစ်လဲဆိုတော့မာတင်အိုရီကတ်တို့ injury ရရဆိုရင်တော့ဆာကာတို့ injury ရရဆိုရင်တော့မှဟုတ်ရဲ့လားငါတို့စီမှာလာပြီးတော့ဒဏ်ရအောင်စစ်ဆေးကြည့်အောင်မယ် တကယ်တမ်းရတဲ့ဆိုမှပြန်လွတ်မယ်ဆိုတဲ့ပုံစံမျိုးတွေအခုနောက်ပိုင်းလေရွေးစင်တင်မှာတွေ့လာတယ်အဲကြောင့်မလဲကျွန်တော်တို့ကအဲ့လေရွေးစင်နီးပြတွေကိုဆဲတာလူဝက်စကယ်လီအီတန်ဝန်နရီဒီလိုကစားသမားလေးတွေဆိုတာကအခုမှအာဆင်နယ်အသင်းကနေပြီးတော့စင်တင်ပေးလိုက်တဲ့အကယ်ဒမီထွက်တယ်သူတို့လည်းလူငယ်တွေပဲသူတို့လည်းပွဲတွေအများကြီးကစားကျင်တယ်ပြီးတော့သူတို့ကဘာကြောင့်ကျွန်တော်လေရွေးစင်စင်ကိုသွားစီကျင်လဲဆိုတော့ confidence ရှိသွားတယ်ပေါင်းသင်းဆက်ဆိုင်ပို့ပြီးကျပြန့်သွားတယ်သူတို့ရဲ့ image တက်လာတယ်သူတို့ကိုမွေးထုတ်ပေးတဲ့ကလပ်အသင်း academy အားလုံး ဂုံတက်ရတယ်သူတို့နဲ့တသားတက်ရက်တည်တဲ့ဒီ logo တစ်ဖက်သေးကဖန်ဒီအားလုံးလည်းဒီအခိုက်အတန့်ကိုဂုံယူရတယ်အဲကြောင့် Louis Kelly တို့ Ethan Wayne တို့ကိုနိုင်ငံလေစဉ်အစ်စ်မှာမြင်ရတာမနေ့ကညကျွန်တော်ဝမ်းသာတယ်လို့ပြောတာဒါပေမဲ့ပေါ့လေဟိုလူငယ်တွေကောင်းတဲ့ဟာဆိုသုံးကောင်းတိုင်းမသုံးဖို့လေလေရွေးစင်တင်တာဝန်ရှိသူတွေမှာလေဒါတတိထားမဲ့အချက်တခုပေါ့လေတချို့လူငယ်ကစားသမားလေးဒဏ်ရတာတွေ့ပါတယ် အဲ့ဒါကလည်းသုံးရမယ့်အခိုက်အတန့်တစ်ခုတည်းကြော်လွန်ပြီးတော့သုံးတဲ့အခါမှာဖြစ်လိဖြစ်တာရှိတဲ့အခိုက်အတန့်ပေါ့လေအဲ့တော့ Louis Kelly ကတော့6လပိုင်း26ရက်နေ့မှာအသက်19နှစ်ပြည့်မယ်ဒီရသည်28ဘောမှာ18ဘောပွဲထပ်ထားပြီးတော့တကိုးသမီးတကိုးဖိုင်ထားတယ်သူနဲ့ပတ်သက်ပြီးသောမတ်တူချေကမကြာခဏလာပြီးတော့စောင့်ကြည့်နေပြီးတော့အရန်ကြိုက်လုံးနဲ့အတွက်ကိုဒီ match လအတွင်းမှာကံမဲ့အင်္ဂလန်သင်းရဲ့နှစ်ပွဲအတွက်သူ့ကိုစင့်ခေါ်သွားခဲ့တယ်โอเคဒါကတပိုင်းထားလိုက်အဲ့တော့ လူးဝစ်စကိုင်းလင်းနဲ့ပတ်သက်ပြီးတော့အချက်၄ချက်ကိုကျွန်တော်ပြပြပါမယ်ပထမတစ်ချက်ဝန်နဒီထက်ပိုပြီးကြမ်းတမ်းခဲ့တယ်နေရာတနေရာရဖို့အမှန်တိုင်းပြောမယ်ဆိုရင်အီတန်ဝန်နဒီအတွက်ဒီယာစီကအေးစစ်စစ်နေရာတစ်ခုရပြီလို့ကျွန်တော်ထင်ခဲ့တာလူးဝစ်စကိုင်းလင်းဆိုတဲ့နာမည်ကိုယာစီအစကျွန်တော်တိတ်အောင်တတိမထားမိဘူးရှိတော့ရှိတယ်ဝန်နဒီကိုပဲအရင်အာရီတာသုံးလိုက်မယ်ဆိုတဲ့ဘောမျိုးဘာလို့ဆိုတော့လူးဝစ်ကယ်လီဆော့ရမယ်လက်ပတ်တနေရာကလူကောင်းတွေအများကြီးပုံနေခဲ့တာအဲဆိုတော့ဝန်နဒီအနေနဲ့ မာရီအိုရီကဒဏ်ရာတဲ့အချိန်မှာသူ့အတွက် chance ရှိခဲ့တယ်။စာကဒဏ်ရာတဲ့အချိန်မှာသူ့အတွက် chance ရှိခဲ့တယ်။ဒါပေမဲ့လူဝစ်စကယ်လီကတော့အဲ့လက်ပတ်တနေမှာကစားသမားကောင်းတွေပုံနေရဖြစ်တဲ့အတွက်ငါ့ကောင်အဆင်ပြေပါမလားဆိုတဲ့ပုံစံမျိုးနဲ့ကြည့်နေခဲ့ရတယ်။ဒါပေမဲ့သူကောင်းကောင်းလုပ်နိုင်ခဲ့တယ်။ဝိုင်းတဲ့တောင်မှာပို့ပြီးတော့ပွဲတွေအများကြီးဆော့ခဲ့ရတယ်လို့ပြောလို့ရတယ်။ဒုတိယတစ်ချက်အဲ့ဒါက Kala Fury ဇင်ချန်ကိုခီဗီယောတီယာနေအဲ့ဒီကစားသမားတွေကြော်ပြီးပွဲထွက်ခွင့်ရတယ်။တီယာနေကຫນွေမှာထွက်တော့မှာထားလိုက်တော့ခီဗီယောတော့ quality တန်းနေလို့ နားလေတယ်ဇင်းချန်ကတော့ခန်းစစ်မှာအမှားများလို့သဘောပေါက်တယ်ဒါပေမဲ့ကြံခဲ့တဲ့နေရာမှာဈေးကြီးပြီးပြီးပူပူနွေးနွေးခေါ်ထားခဲ့တဲ့ကဘာအဆင့်အီတလီသားကာလာဖီယူဒီကိုကြော်ပြီးပွဲထုတ်ဝင်ရတာကတော်တော် quality မဟုတ်ဘူးကာလာဖီယူနဲ့ပတ်သက်ပြီးကျွန်တော်တို့တိုက်စစ်ဆုံးမှာဘလောက်အားကိုးရလဲသိတယ်ဒါပေမဲ့ခန်းစစ်မှာတော့လူးဝစ်စကယ်လီကပိုပြီးစမှတ်ဖြစ်တယ်ကာလာဖီယူရဲ့ပြိုင်ဘက်ကစားသမားကို defensive vision တစ်ခုနဲ့ကြည့်တဲ့အခါမှာ ြန်ပြီးခစစ်စင်တဲ့အခါမှာ distance ကိုအကွာနေထိန်နေထိန်ထိန်ပနတီ spot တွေရောက်သွားတယ်။ဒါပေမဲ့ Lewis Kelly ကတော့ပနတီဇုံထဲဝင်မခံဘူး။တခါတည်းပြင်မှာရှင်းတယ်။သူ့ကို ပုံစံကြည့်ရတာပို့ပြီးတော့ strong ဖြစ်တဲ့ player ပုံစံသွားတယ်။တကယ်ကိုမှတော်တော်လေးကိုဟိုဘယ်လိုပြောရမလဲဆိုတော့သူ့ကြည့်လိုက်လို့ရှင်ဟာဒီကောင်ကိုကြော်ဖြတ်ဖို့မလွယ်ဘူးဆိုတော့ပုံစံမျိုးမြင်နေအောင် image တစ်ခုကိုတိဆောက်ထားနိုင်တယ်။ကစားတာကျန်းတယ်။တချို့ကပြောတာပေါ့မင်းတို့အဲ့လိုမြောက်မြောက်ပေးအဲ့လိုမြောက်မြောက်ပြီးတော့ဒီကောင်လေးကအဝါးလေးနေတယ်မကြမ်းခဏထိနေတာ။ဟိုခါကြီးတော့လေ အလုံးမများလုတ်တဲ့လူကတော့အမားပါပါပဲအနီထိမှကြောက်နေရင်အသင်းတွက် တချို့ခိုက်တဲ့ဒီမှာပေးဆက်ခဲ့တဲ့ greenish shaka ကြီးကိုတတိယပြေးလိုက်တချို့ခိုက်တဲ့ဒီမှာ तू မနီချင်မဲနဲ့ညီလိုက်ရတာရှိတယ်အဲ့လိုပဲအခုတချို့တွေပြောတာပေါ့လေဟာတဲ့ shaka ကြီးစီက movement တချို့ကိုတဲ့ဘန်ဝိုက်စီက movement တချို့ကိုဒီကစားသမားလေးစီမှာတွေ့ရတယ်ဒါကသွားပြီးတင်ပေးလို့မရဘူး winery လိုလိမ်မာဖို့သွားတင်ပေးလို့မရဘူးဘန်ဝိုက်တို့ချစ်ကငံဖြစ်နေတာကိုသွားပြီးလိမ်မာဖို့သွားတင်ပြီးလို့မရဘူး။လူးစကယ်လီက သူ့ပုံစံနဲ့သူ့လာတာအဲ့ဆိုသူ့ရဲ့ပုံစံလေးကိုကျွန်တော်သဘောကျတယ်သူလည်းတဖြည်းဖြည်းနဲ့ဟိုဒီနေရာမှာအဝါကက်တွေအနီကက်တွေမထီပဲနဲ့ကောင်းကောင်းလေးနောက်ပိုင်းစမတ်ဖြည်းဖြည်းနဲ့ဘောင်ထဲကနေရှင်းထုတ်တာမျိုးတွေအတွေ့အကြုံကြီးအသက်ရွယ်ရပဲစကားပြောသွားလိမ့်မယ်ကျွန်တော်ထင်တယ်။ကဲနောက်တစ်ချက်ကတော့အနာကက် DM player ဖြစ်လာဖို့ရှိတာပေါ့လေ။အဲ့ဒါကတော့လက်ရှိ IDA ရဲ့ပွဲပြီးစကားတချို့မှာပြောလာတဲ့စကားတွေခက်ဆစိတ်တွေ့ရတယ်။အဲ့ဒါကနှစ်ခုရှိတယ်။အဲ့ဒါကကစားသမားကိုယ်တိုင်ကသူ့ရဲ့ professional duty က DM role ပဲ ကွင်းလယ်မှာ CM attacking mafi အများကြီးရှိတယ်နံပါတ်8နံပါတ် 6, 6 role တွေရှိတယ်ဒါပေမဲ့ဒီကစားသမားလေးသူလူငယ်တက်လက်တန်းမှာဆော့ခဲ့တာတွေက DN role မှာဆော့ခဲ့တာကွင်းလယ်အဖြတ်ဒါကြောင့်လည်းသူ left back position ခက်စစ်အမြင်နဲ့ပတ်သက်ရင်ဘာကြောင့်ကောင်းလဲဆိုတော့ DN role မှာဆော့ခဲ့ကစားသမားတွေဘောလုံးအားစားနည်းမှာ DN မှာဆော့တဲ့ကစားသမားနဲ့ center back left back ဒီမှာဆော့တဲ့ကစားသမားတွေကတိတ်ပြီးအရင်မကွာဘူးဂျူတီကဘောလုံးတွေဖြတ်တောက်ရမယ် intersection တွေကိုဖြတ်လို့ရမယ် ထိတ်ကဲဝန်းတွေကိုရှင်းထုတ်ရမယ် cross ball တွေဖြတ်တင်ပြရမယ် box to box ဆော့ရမယ်အဲ့ဒီ duty တွေကတိတ်မကွာတာဖြစ်တဲ့အတွက်အာရီတာကငါမှတော့လက်ပတ်တနေရာပဲနေရာရှိတယ်ဆော့ချင်တော့အဲ့ညံမှာပဲမင်းဆော့လို့ရမယ်ဆိုပုံစံပြောတဲ့အခါမှာသူခုံညိလိုက်တယ်တကယ်ဒါနာခံမှုကောင်းတယ်ပြောလို့ရပြီးပြီးရောမဟုတ်ဘူးနော်ရားညံမှာအကောင်းဆုံးပုံခေါ်တယ်အဲ့တော့အာရီတာလည်းသူ့ကိုပြန်ကြည့်ပေးတယ်ဒီကစားသမားလေးအရန်စော့ကျင်ခဲ့တဲ့ငငယ်လေးတွေက professional duty ဖြစ်တဲ့ဒီရန်ရိုးမှာအနာဂတ်မှာပြင်ပြီးသုံးသွားဖို့ရှိတယ်။နောက်တစ်ချက်က ဘာကြောင့်အာရီယာဒီလိုမျိုးစကားပြောလဲဆိုတော့တစ်ဖက်ကနေကျွန်တော်ပြန်တွေးကြည့်တဲ့အခါမှာဘန်ဝိုက်ကိုညာဘက်ချက်မှာတုံးပြီးတော့ထင်ပါကိုဘယ်ဘက်ချက်မှာပြန်ပြီးပွဲထုတ်လာပြီးတော့ဒီယန်ရိုးမှာမကြာခဏစကေးလီကိုပြန်သုံးသွားတာမျိုးလည်းဖြစ်နိုင်တယ်။အဲ့လိုမှမလုပ်ရင်လေတင်မောင်ကျော်ကြီးဘန်ဝိုက်နေရာပြန်ရဖို့ကအချိန်ကာလတစ်ခုထပ်ဆောင်ရမယ့်သဘောမှရှိတယ်။အဲ့လိုပါချဲထုတ်လိုက်ပါရတော့ပါ။ဘာလို့လဲဆိုတော့ ACN နေပြန်လာပြီးတဲ့ကောင်းလိုက်တဲ့ င်ပါဆိုတာတင်မဝယ်တုံးတွေကဘယ်လောက်ကောင်းလဲသိပါတယ်။ဒါပေမဲ့ကျန်ခဲ့တဲ့တရာဒီလုံးကျွန်တော်မတုံးခဲ့တဲ့ player ပုံစံမျိုးဖြစ်ခဲ့တာဗောလေ။အဲ့ဆိုလူးဝစ်စကယ်ဒီနေနဲ့အနာဂတ်မှာ DM player ရှိနိုင်ပါတယ်ဖြစ်နိုင်ပါတယ်။ကဲနောက်ဆုံးတစ်ချက်အဲ့သူရဲ့ please time ပဲ။စောစောတော့ကျွန်တော်ပြောလို့ဗောဒီဘေးကိုကြည့်လိုက်တာ ਨੇ ဟာမင်း color fury ရောငါတို့တိုးရင်တိုးလို့ရလောက်တယ်။ဒါပေမဲ့ loose scale ကိုတော့သွားတိုးမယ်ဆိုရင်ငါတို့တစ်ခုခုတော့ဖြတ်ထုတ်ခံနိုင်တယ်ဆိုတော့ image မျိုးအတိမျိုး မိုင်းဆက်မျိုးကိုရိုက်သွင်းထားတာဒီဘဲစီอ่ะအဲ့တော့ကျွန်တော်ကတော့သူ့ရဲ့ playing style နဲ့ပတ်သက်ပြီးပြုပြင်ပြောင်းလဲမယ်လို့တော့မထင်ဘူးပြီးတော့ Aida ကလည်းကစားသမားတစ်ယောက်ကိုအကောင်းဆုံးလေရအောင်ညှစ်ထုတ်လေးရှိရဖြစ်တဲ့အတွက်ဒါမျိုးလေးတော့ဆော့ဆိုပြီးတော့ Aida ဆရာသွားလို့မမဟုတ် Bro မင်းမိုက်တယ်အဲ့ပုံစံတိုင်းပဲဒါပေမဲ့ဘောင်ထဲကနေဘလို့လှုပ်ဆိုတဲ့ပုံစံမျိုးမြောက်ပေးမှာဘာကြောင့်လဲဆို Aida လက်ထဲမှာကြိကကန်ကက်ကလေးရှိတယ် တဲ့အတိုင်းပဲဘန်ဝိုက်တို့လိုမျိုးဂျက်ကန်ကလေးတွေတစ်ချိန်တော့ငါဟိုတခုခုဖြစ်ပြီဆို celebration နဲ့ပြိုင်ဘက်ကို motivation အဲဒီစနောက်ပြီးတော့ကိုယ်အသင်းနဲ့ motivation ဖြစ်စေခဲ့တဲ့ RST လိုကတ်မျိုးတွေကင်ငယ်ဘူးတာဖြစ်တဲ့အတွက် Louis Kelly လို player မျိုးကို Aida လိမ်မာဖို့တင်ပြမှာမဟုတ်ဘူးဒီတိုင်းသူ့ပုံစံအတိုင်းလေးပဲဘောင်နှင်းကနေပြီးတော့အသင်းအတွက်အကောင်းဆုံးသောအရာတွေကိုညှိယူမှာအဲ့တော့ Louis Kelly နဲ့ပတ်သက်ပြီးကျွန်တော်ကတော့ဒီချက်လေးချက်တွေ့ထားတယ်ကျွန်တော်သူ့အတွက်တော့ဂုဏ်ယူတယ် အဲ့တော့အသက်20အောက်ကစားသမားတွေကိုနိုင်ငံလေးစစ်အသေးရခေါ်တဲ့ခါမှာနံပါတ်1ချက်ကစားသမားကအင်မိတ်မြင့်သွားတယ်။သူ့နာမည်လူပိုသိသွားတယ်ဗျာ။ဒုတိယတစ်ချက်ဈေးခွက်တန်ကြီးထိုးတက်သွားတယ်။တတိယတစ်ချက်အဲ့လိုကစားသမားမျိုးကိုမွေးထုတ်ပေးတဲ့ကလပ်အသင်းအကယ်ဒမီအားလုံးမျက်နှာရတယ်။နံပါတ်4ချက်ကျွန်တော်တို့ fan တွေမင်းတို့လူငယ်တွေဘလောက်ကောင်းလဲ။ဟေ့ငါတို့လူငယ်တွေဘလောက်ကောင်းဆိုနိုင်ငံလေးစစ်အသေးရအောင်ခေါ်သွားပြီးဘာညာကျွယ်လို့ရတယ်။အဲကြောင့်ကျွန်တော်ကတော့ Louis Kelly နိုင်ငံလေးစင်တင်ပါဝါတော်ကိုဂုံယူပါတယ်ကိုလာရီမှာအသက်16နှစ်ပြည့်မှာဖြစ်ပြီးတော့အီတန်ဝန်ကြီးလည်းမကြခင်မှာနိုင်ငံလေးစင်အဆင့်ကိုပါဝိုးတော်ရှိတယ်လောစတော့သူကနည်းနည်းစောင့်ကြည့်ရမှာပေါ့ဗျလေဒီလူးစကေးလီကတော့ပုံမကောင်းပုံပြီးတော့ထင်သာမြင်သာရှိတဲ့ performance တချို့ကိုတော်မဲ့တူချေရှေ့မှောက်မှာပြတ်တနိုင်ခဲ့လို့အခုလိုပါသွားလို့ကျွန်တော်ထင်ပါတယ်ဒိုင်ယန်နာတရကင်းရှင်းပြီးတော့ကစားသမားတွေအားလုံးပဲ ဒီမက်လာအတွက်နိုင်ငံပွဲစဉ်တွေကနေပြီးတော့ပြန်လာဖို့လဲကျွန်တော်တို့ဆူတောင်းပေးပါတယ်ဆူပြန်လာမှလည်းဖြစ်မှာဧပြီထဲမှာကျွန်တော်တို့ပွဲချက်တွေအများကြီးကံမှုရှိပါတယ်အဆုံးထိကြည့်တဲ့လဲအားလုံးကျေးဇူးတင်ပါတယ်ဒါကတော့ Louis Kelly နဲ့ပတ်သက်ပြီးနိုင်ငံလက်ရွေးစင်အသေးစင့်ခေါ်ခံရတဲ့အချိန်မှာသူ့အတွက်လုပ်ပေးတဲ့ဂုဏ်ပြုဗီဒီယိုတစ်ပုဒ်ပါဒီစီစဉ်လေးကိုအဓိကဝန်ကြီးပံ့ပိုးပေးတဲ့ရှူဘော်လုံးကကိုဆိုင်ရဲ့ ဒီရှုဘလုံး online အကြီးကိုလည်းကျေးဇူးတင်ပါတယ်အမှဆုံးမဲ့ဆိုတော့ဘယ်ပါဖုန်းနံပါတ်သူညာကို6016633936တို့ကြောင့်ဆက်သွယ်ပြီးတော့ဝန်ဆောင်မှုအပြည့်အဝရောက်နေပါတယ်ကိုထုတ်ကလွှတ်လိုက်တာပါလို့ပြောလို့ရှိရင်အခက်ခဲမရှိဘဲနဲ့အားလုံးအကောင့်တန်ဖွင့်ပေးလို့ရပါတယ်အဲဆိုအိုက်ဘက်ခွေစကို sport online ငါးတလုံးမိတူကိုကစားလို့ရနေပါပြီ sport online နဲ့ပတ်သက်ပြီးတော့ application တည်တံ့ထုတ်တာရှိတဲ့အတွက်မသိတာရှိရင်ကျွန်တော်ရဲ့ personal account မှာ messenger နဲ့ဆက်လိုက်မေးမြန်းလို့ရပါတယ်